မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ အကြမ်းဖက်စစ်တပ်အရာရှိကြီးတွေကောက်ရိုက်ကစားနေတဲ့ကောက်ကွင်းတဲအထိဒေါ်လာရေးရဘော်တွေကအသွင်ယူဝင်ရောက်ပြီးမိုင်းခွဲတိုက်ခိုက်ရမှာတိုင်းစစ်ဌာနချုပ်ထဲကအရာရှိကြီးဘိုက်တွေထိခိုက်မှုများထားပြီးလူနာတင်ကားတွေတောက်လျှောက်ဝင်သွားတယ်ဆိုပါတယ် ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာစစ်မှုထမ်းရမဲ့လူငယ်စရင်ကောက်နေတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဝင်းရွှေစိုးသူလယ်လိသက်ခံရပြီးသေသွားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာအကြမ်းဖက်စစ်တပ်အရာရှိကြီးတွေကောက်ရိုက်ကစားနေတဲ့ကောက်ကွင်းတဲ့အထိတော်လှန်ရေးဘော်တွေကအသွင်ယူဝင်ရောက်ပြီးမိုင်းခွဲတိုက်ခိုက်ရမှာတိုင်းစစ်ဌာနချုပ်ထဲကအရာရှိကြီးဘိုင်းတွေထိခိုက်မှုများထားပြီး လူနာတင်ကားတွေတောက်လျှောက်ဝင်သွားတယ်လို့ရန်ကုန်ပကဖရဲ့တာဝန်ရှိသူတူဦးကပြောပါတယ်။ဒီကနေ့မတ်လ22ရက်နေ့နေ့လယ်ပိုင်းမှာပဲရန်ကုန်တိုင်းစစ်တပ်နာချုပ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီအရာရှိကြီးတွေကောက်တီးရိုက်ကစားနေတဲ့ကောက်ကွင်းနေရာကိုဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနဲ့အဖွဲ့လာရောက်မဲ့အကြောင်းနဲ့စစ်ကောင်စီဝင်ကြီးတချို့ရန်ကုန်တိုင်းစစ်တိုင်းမှုနဲ့မြို့တော်ဝင်အခြားတပ်ပတ် ရက်ဖက်အရာရှိကြီးတွေလာရောက်မဲ့အကြောင်းကို အတွင်းသတင်းအတိအကျရခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက် ရန်ကုန်ဘက်ကပအထူးတပ်ဖွဲ့ရဲဘော်တွေကနေတိုင်းစစ်ဌာနချုပ်အတွင်းထဲထိစေကောင်းစီတပ်ဖွဲ့ဝင်တွေအဖြစ်အသွင်ယူဝင်ရောက်ပြီးအချိန်မီပောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့ရန်ကုန်ဘက်ကပကရှင်းပြထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအပြီးတိုင်းစစ်ဌာနချုပ်တဲကိုလူနာတင်ကားတွေတောက်လျှောက်ဝင်သွားတဲ့အပြင်စစ်ကောင်းစီဘက်ကထိတ်တန့်အရာရှိကြီးဘိုင်းတွေအရာကန်တွေအများပြတန်ရာရကုန်ကြပြီးသေဆုံးစရင်ကိုအတိအကျမသိရသေးဘူးလို့ရန်ကုန်ဘက်ကပတာဝန်ရှိသူကပြောထားပါတယ်လက်ရှိစစ်မှုထမ်းဥပဒေကိုထုတ်ပြန်ပြီး ပြည်သူပေါ်မတရားအနိုင်ကျင့်ဗိုလ်ချုပ်ငွေညှစ်အကြက်ကင်နေတဲ့အဓိကခေါင်းကင်ရန်ကုန်တိုင်းစစ်တပ်နာချုပ်ကိုရန်ကုန်ပကပတပ်ဖွဲ့ကနေဥတီတက်ခတ်ခဲ့တာဖြစ်ပြီးအောက်ခြေကစစ်တပ်တောက်တိုင်းအုတ်ချုပ်ရဲမှုတွေနဲ့အပေါင်းပါတွေကိုလည်းဆက်လက်တိုက်ခိုက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ရန်ကုန်ပကပတပ်ဖွဲ့ကနေအသိပေးထားပါတယ်ခင်ဗျတဖက်မှာလည်းရခိုင်ပြည်နယ်တန်းဒွဲ့မြို့နယ်ဒါဝတ်ကျေးရွာမှာစစ်မှုထမ်းရမဲ့လူငယ်စရင်းကောက်နေတဲ့ရက်ကွက်အုတ်ချုပ်ရဲအဖွဲ့ဝင်ဝင်းရွှေစို့သူ လေလိတက်ခံရပြီသေသွားပြီလို့ဒေသခံပြည်သူတွေကပြောပါတယ်မတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲရခိုင်ပြည်နယ်တန်တွဲမြို့နယ်ကဒါဝကျေးရွာမှာစစ်မှုထမ်းရမယ်လူငယ်စရင်တွေလိုက်ကောက်နေတဲ့ရက်ွက်အုတ်ချုပ်ရေးအဖွဲ့ဝင်ဝင်းရွှေစို့သူကိုလူတချို့ကဓာတ်နဲ့လေပင်းကိုလှီးပြီးတတ်ပစ်လိုက်တဲ့အတွက်နေရမာတင်သေးသွားပြီလို့ကျေးရွာနေပြည်သူတို့ကပြောထားပါတယ်အဲ့ဒီဝင်းရွှေစို့သူကို ဒါဝကျေးရွာမှာလူတွေကအုတ်ကြီးလို့ခေါ်ကြပြီးသူဟာအကျန်းဖက်စစ်တဲ့အတွက်စစ်မှုထမ်းရမယ်လူငယ်စရင်တွေကိုအားကျုံမန်တက်ရှေဆုံးကနေလိုက်ကောက်နေတဲ့သူဖြစ်ပြီးသူစရင်ကောက်ပြီးနောက်နေမှာပဲလယ်လီတက်ခံရတာဖြစ်သလိုအခုတော့သေပြီလို့ကျေးရွာနေပြည်သူတို့ကပြောထားပါတယ်ခင်ဗျဒီတခါပကိုးတိုင်းဘက်မှာလေတဲကုံမျိုးနယ်မှာစစ်မှုထမ်းဖို့လူငယ်စရင်တွေလိုက်ကောက်ပြီးပြန်လာတဲ့ဇီးကုံကျေးရွာအုတ်ချုပ်ရဲမှုမြင့်ဆွေဆိုသူ ပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားပြီလို့ပြည်သူကာကွယ်ရေးတပ်မတော်3631 PPDF တရင်တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါလေမတ်လ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲပဲခူးတိုင်းတန်ကုန်းမြို့နယ်ဇီးကုန်းကျေးရွာအုတ်ချုပ်ရည်မှုမြင့်ဆွေနဲ့ထွေအုပ်စရိတ်ကိုဖြုတ်ဆိုသူတို့ဟာလူငယ်တွေကိုစစ်မှုထမ်းဖို့စီးရင်တွေကောက်ပြီးပြန်လာတဲ့အချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631နဲ့3632 PPDF တရင်တစ်ခွဲရဲဘော်တွေကနေဒါပေါင်းကျေးရွာနီးမှာပဲအသင့်ဆောင်ပြီးတော့ပြည့်ခတ်ရှင်းလင်းရမှာ အုတ်ချုပ်ရဲမှုမြင့်ဆွေဆိုသူဟာနေရာမှာတင်ပွဲချင်းပြီးကိုသေသွားပြီဤထွေအုတ်စရိတ်ကိုဖြုတ်ဆိုသူကတော့ဝမ်းပိုက်ကြည်တိပြီးပြင်းထန်တမ်းရရသွားတယ်လို့ PPDF 363ညတက်တရင်တာဝန်ကပြောထားပါတယ်နောက်ထပ်လဲအချမ်းပဲစစ်ကောင်စီအတွက်လူငယ်တွေကိုအတင်းကျပ်စစ်မှုထမ်းဖို့လိုက်လုံနေတဲ့စစ်ကောင်စီတောက်တိုင်အုတ်ချုပ်ရဲမှုတွေနဲ့အပေါင်းပါတွေကိုပြက်ပြက်သားသားအရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့လဲပြည်သူ့ကာကွယ်ရေးတပ်မတော်363ညတက် PPDF တရင်တာဝန်ကပြောထားပါတယ်ခင်ဗျ ဖက်မှာလဲနိုင်ငံတော်ကမြို့နယ်တွေအလိုက်စစ်မှုထမ်းဥပဒေနဲ့စစ်သားစုဆောင်ရေးတွေလုံနေတဲ့အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေရဲ့မိသားစုစည်ရင်းတွေကအစားစုဆောင်ရရှိထားတဲ့အတွက်အရေးယူရှင်းလင်းသွားမယ်ဆိုတဲ့သတိပေးချက်တွေကိုတော်လန်ရေးအင်အားစုတွေကဇက်တိုက်ထုတ်ပြန်နေပါတယ်ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်မှာဆိုရင်အကြမ်းဖက်စစ်တပ်တွေစစ်မှုထမ်းဥပဒေကိုလိုက်လုံနေတဲ့ရက်ကျင်းမြို့နယ်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေရဲ့ မိသားစုအချက်လက်စရင်တွေကိုပါတော်လှန်ရေးအင်အားစုတွေကစုံစမ်းရရှိထားပြီးဖြစ်တဲ့အတွက်အရေးယူရှင်းလင်းသွားမယ်လို့စံကြောင်းမြို့နယ်တော်လှန်ရေးတရင်အရေးမြစ်ကပြောထားပါတယ်အကြမ်းဖက်စစ်တပ်လက်အောက်ခံတွေအနေနဲ့ပြည်သူတွေကိုစစ်မှုထမ်းဖို့ဖိအားပေးလာရင်တော့သူတို့ရဲ့တရင်အချက်လက်တွေနဲ့သူတို့မိသားစုတွေရဲ့အချက်လက်တွေပါရန်ကုန်မြို့ပြစစ်စင်ရေးအဖွဲ့တွေကိုအားလုံးပေးပို့သွားပြီးပြည်သူတွေကိုဓပ်ပုံတွေနဲ့တကွချပြသွားမှာဖြစ်တယ်လို့စံကြောင်းပင်မတဲ့ပိတ်စစ်ကြောင်းရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ် ဒါပြင်ကချင်ပြည်နယ်မြကြီးနားမြို့မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စစ်မှုထမ်းဥပဒေအတွက်လိုက်လုံနေတဲ့စစ်တပ်တောက်တိုင်တွေကိုထိထိရောက်ရောက်အရေးယူရှင်းလင်းသွားမယ်လို့မြကြီးနား PDF ကကြေညာထားပါသေးတယ်။အလားတူနိုင်ငံတော်ဝန်ကမြို့နယ်အသီးသီးမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအတွက်လူငယ်တွေကိုအတင်းအကျပ်စစ်ထဲသွင်းဖို့လိုက်လုံနေတဲ့အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေအကုန်လုံးကိုထိထိရောက်ရောက်အရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့လေတော်လန်ရေးအားစုအသီးသီးကတတိပေးချက်တွေဇက်တိုက်ထုတ်ပြန်နေကြပါတယ်ခင်ဗျ ဖက်မှာတော့စကိုင်းတိုင်းကမုံရွာပသိမ်လမ်းမိုက်မှာပစံတောင်းနေတဲ့အကျန်းပစစ်ကောင်စီလက်အောက်ကရဲတပ်ဖွဲ့ကိုတော်လန်ရဲတပ်တွေကနေတိုက်ခိုက်မှုအတွင်ရဲသုံးဦးသေသွားပြန်ပြီလို့ Regional Front Fighter RFF အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ19ရက်နေ့ကမုံရွာပသိမ်လမ်းမိုက်မှာရှိတဲ့စွမ်းရည်ထက်စီဆိုင်တဲ့အောင်စေရစစ်တပ်ဂုံးအကြမ်းမှာခီးသွားပြည်သူတွေစီကနေပစံတောင်းနေတဲ့ရဲ16ဦးကို RF တပ်ဖွဲ့ကနေမိုင်းဆွဲတိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းမိုင်းကွင်းထဲရောက်နေတဲ့ရဲရရှိတအုပ်နဲ့ရဲတပ်သားတအုပ်ကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်လို့ဒဏ်ရာရသွားတဲ့ရဲတွေပါရှိသွားတယ်ဆိုပါလေအဲ့ဒီနောက်ရဲတွေကလမ်းမှာတွေးတဲ့ပြည်သူတွေရဲ့ကာဇီကိုလူရက်ပြီးသေသွားတဲ့သူတို့ရဲနှအုပ်ရဲ့မသားအလောင်းနဲ့ဒဏ်ရာရတဲ့ရဲတွေကိုဈေးယုံပို့တဲ့အချိန်နောက်ထပ်ရဲတအုပ်ကဈေးယုံမှာထပ်သေသွားတဲ့အတွက် စုစုပေါင်းရဲသုံးခုဟာအသီးသီးတေကုန်ကြပြီလို့ RFF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာလေအချမ်းဖတ်စကောင်စီရဲ့ပကုတ်ကူတက်မတရားတက်ကနေကံမဘက်ကိုထွက်လာတဲ့စစ်ကား၄စီးကိုတော်လိုင်းရဲ့တပ်တွေကနေကြပြတ်တိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား6ဦးသေကုန်ကြတဲ့အပြင်ဂိုင်းတော်မရွာမှာလေစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအတွင်စစ်သား3ဦးသေသွားပြန်ပြီးတနက်နှစ်လက်ပါတင်းစီရရှိထားတယ်လို့ တော်လန်ရေးတက်တွေကပြောပါတယ်မတ်လ21ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲပခုတ်ကူမြို့တပ်မတရားတက်ကနေကံမမြို့ဘက်ကိုထွက်လာတဲ့စစ်ကောင်စီတပ်သားတွေပါစစ်ကား၄စီးကိုပခုတ်ကူကံမလမ်းပိုင်းမှာမြိုင်ပကဖတ်တရင်တက်လက်ယုံတက်ဖွဲ့နဲ့ပူပေါင်းတက်တွေကနေနှစ်ကြိမ်ကြာပြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းစေကောင်စီတပ်သား6ဦးကတော့အသီးသီးသေကုန်ကြတယ်လို့မြိုင်ပကဖရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အလားတူမြိုင်မြို့နယ်ကကိုင်းတော်မှကြေးရွာမှာလေ အကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်တွေကကြားပြတ်တက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ဦးထပ်သေးသွားပြန်တဲ့အပြင်တနက်နှစ်လက်ကိုပါတင်းစီရရှိထားတယ်လို့ Equit PDF တပ်ဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျအခုတခါရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ဖေကုံမြို့နယ်ကလက်ဤကျေးရွာမှာရှိတဲ့၁၆ကဒင်းဆန့်ပြည်သူစေယုံကိုအကြံဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားတဲ့အတွက်ပြည်သူနှုတ်ဒဏ်ရာရထားပြီးစေယုံပါပျက်စီးသွားပြီလို့ မိုးပြဲ PDF ပြန်ကြားရေးတာဝန်ခံကရင်ုံခစ်တစ်ကိုပြောပါတယ်ဒီကနေ့မတ်လ22ရက်နေ့မနက်ပိုင်းမှာပဲဖေကုံမြို့နယ်လက်ဤကျွော်မှာရှိတဲ့16ကဒင်းဆန့်ပြည်သူစေယုံကိုအကြံဖက်စစ်တပ်ကတိုက်လေရင်နဲ့၄ချိန်ဘုံလာကျဲသွားတယ်ဆိုပါတယ်အဲ့ဒီလိုအကြံဖက်စစ်တပ်ကစစ်ရေးပြင်းမဲ့မဟုတ်တဲ့ပြည်သူစေယုံကိုတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူနှစ်ဦးဒဏ်ရာရထားပြီးစေယုံဆောင်ဥပါပျက်စီးသွားတဲ့အပြင်စေယုံကားတစ်စီးလည်းပျက်စီးသွားပြီလို့မိုးပြဲ PDF ပြန်ကြားရေးတာဝန်ခံကပြောထားပါတယ်ခင်ဗျ ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ